အေဘိကုယဟန္တာဖြစ်တော်မူခဲ့ပါတယ်။ဤနေရာကိုတစ္ဆာဒီပကဇေဒီဟုအထက်ဆက်တော်ရာဤအထက်နာတွင်ကိုးကွယ်ထားပါတယ်။ထို့နောက်နောက်ဆုံးအလို့ဘာသောပြသ၌တက်စီစီလျက်အစဉ်အားဖြင့်ကြွတော်မူရာသူနာပရဏတိုင်းဝန္ဒိဆာဂါမသို့ရောက်တော်မူပြီးလျင်ပြသ900ရုပ်ကိုလူတို့အားမမြင်ရအောင်တကိုးတော်ဖြင့်ကွဲစီ၍ဝန္ဒိဆာဂါမရွာသို့ဝင်တော်မူခဲ့ပါတယ်။ဤလိုမြတ်စွာဘုရားသခင်သည်တပည့်တန်ခါ900နှင့်တကွာ ဝါနိစာဂါမသို့ဝင်တော်မူသည်ကိုကုံတယ်ရွာသားလူအများတို့မြင်များသောအခါဝန်သာရွှင်လန်းပီတိဖြန့်လျက်ဘုရားသခင်အားစာနဂူးဂန္ဓာယုံเจ้าတော်ကြီးတို့ပင့်ဆောင်လာကြပါလေ။မြတ်စွာဘုရားရှင်သည်เจ้าတော်ကိုအလှခံပြီးခုနှစ်ရပတ်လုံးဗရင်တုံးတော်မူနေ၍အာယုံကိုဝါရင်ကာလဖြစ်သောကြောင့်မဟာဂန္ဓာကုရီတိုက်တော်၌ယူတော်မူပါလေ။ရောက်လာတဲ့ပြေတတူအားရိုက်ရောစွာတရားရည်အမြိုက်ဆေးတို့ကိုတိုက်ကျူးတော်မူသည်ဖြင့် 7400ခုနှစ်လီသောပြည့်တတ်တို့သည်ပါရမီညာနာတာမယအလိုက်ထိုက်တင်သောမဉ္ဇဉ်ဖုန်ညာကိုခံယူပန်းစင်ခဲ့ကြကုန်၏။မြတ်စွာဘုရားသခင်သည်ဂန္ဓာယုံကျောင်းတော်ကြီး၌ခုနှစ်ရက်တရင်သုံးတော်မူပြီးနောက်အရှင်ဘုန်းနာမထေရခေါ်တော်မူ၍7000ဘုန်းနာသင်သည်တတ္တဝါတို့အကျိုးငါဤနေရာ၌ပင် နေလောဟုမိန့်တော်မူပြီးနောက်သောအခါအရိမတနာပေါကရာညာမပြေကိုအစိုးရသော အလောင်းစီသူမင်းသည်ဖောင်ဆက်ကြနှင့် တိုင်းဝင်လှည့်လေ၍ဆက်ရောက်လာသောအခါဤငါဤတရခန့်ကျောင်းတော်ရ၌ဇီရီတီ၏ကြီးစွာသောပူဇော်ခြင်းကိုပြုလက်တန်းဟုကြားရစကားထမမိန်ချ၍ထားတော်မူပြီးလျှင်ပြန်ကြွတော်မူခဲ့ပါသည်ဤကျောင်းတော်ရဇီရီတော်မြတ်ကြီးရဲ့အရှိပဲသုံးဖာလုံးကအကွာမှာမုံချောင်းရှိပါသည်အဲ့ဒီချောင်းဟာနှွေမိုးဆောင်ဥရုသုံးပါလုံးမှာရေရှိ၍အေရီမြစ်သို့ဆီဆင်းပါသည်ဤကျောင်းတော်ရဇီရီတော်မြတ်ကြီးဟာဝါရင်းကာလ၌ဖျားဘူးလာကြတဲ့ ဘုရားငါးကြီးများအားငါးစာကျွင်းရင်းနဲ့ဘုရားဘူးလာကြတဲ့ပြည်သက်တို့မှာအမြဲတမ်းစီကားလာပါလေ။အဲ့ဒီဘုရားငါးများဟာအကောင်ကြီးတွေအားဖြင့်မြည်ွေမြည်များမှုရေးတွက်ရင်မရနိုင်တော့ညာပြလာပါလေ။ဝါထရဲ့ဝင်များကိုလည်းသိပါလေ။သူတို့ဟာဝါရင်းကာလ၌သာဘုရားဘူးလာကြပါလေ။ဝါမထက်လျင်ပထမဝါဇူလာပြည့်နေ့ရောက်၍သရင်ချိုလာပြည့်ကျော်တရက်နေ့မှာပြန်ကြပါလေ။ဝါထလင်းကျော်ဒုတိယဝါဇူလာပြည့်နေ့မှာရောက်၍သရင်ချိုလာပြည့်ကျော်တရက်နေ့မှာ ပြန်ကြပါလေအစာကျွေးရမှာလေမုံဘဲသေးစားပွဲနှူးစုံထန်းသီးမုံစတဲ့တတ်တလို့အစာမျိုးသာကျွေးရပါလေမြေဒီကာလမြေဒီအချိန်မှစ၍အင်းငါးများလာကြသည်ဟုမြေသူတို့တယောက်များမပြောပြနိုင်သောကြောင့်ဘုရားကျော်စင်အချိန်နှင့်တပါးတွင်ငါးများပါဘုရားပူလာကြသည်ဟုယူဆရန်ရှိနေပါလေရသော်ဘုရားကျောင်းတော်ဆောင်ရန်စန္ဒကုဏနာသင်များကိုစန္ဒကုတော်မှခုတ်ယူ၍ဇူလဘုံကကြွယ်အမှုပြုတွင်ပုံလေ900ရို့ဟာ ရွက်သိမ်းမောဖြင့်တည်ဆောင်ခဲ့ကြသောကြောင့်ကျွန်းဆောင်နဗလူများသည်အမျက်ထွက်သဖြင့်ဖြည့်စည်းရန်လိုက်၍နှောက်ယှက်ကြရမှာမဟာပုဏ္ဏယဟန္တာအရှင်မြတ်၏တကိုးတော်ကြောင့်အဲ့ဒီနဗလူတို့၏အကြံဟာမအောင်မြင်ခဲ့ပါဘူးနဗလူတို့သည်သုတိစိတ်ကြကန်၏အခါတွင်တည်ဆောင်ယူသွားခြင်းခံရသော၎င်းတို့၏ဆန္ဒပုတ်တွေများကို အာယုံဆွဲ၏သုတိစိတ်ကြသောကြောင့်ရွက်သိမ်းမောသွားရာကိုရေထဲမှလိုက်နိုင်သောငါးတော်ရောများဖြစ်လျက် ၎င်းတို့ရဲ့စံနှုန်းတင်များရှိရာဤအကြောင်းအရာဌာနသို့လိုက်ပါခဲ့ခြင်းဖြစ်လေမလားဟုယူဆကြအကြောင်းရှိပေသည်ဟုကျောင်းတွေကသမိုင်းအရာမှတ်သားရပါလေ။မြတ်စွာဘုရားသခင်သည်ကာနာယုံကျောင်းတော်ကြီး၌ခொနည်းရဲ့သတင်းသုံးတော်မူ၍ဗျာဒိစကားမိန်ကြားတော်မူပြီးနောက်ပြန်လည်ကြွမ်းမြန်းတော်မူရာမှာမင်းမှုမြို့ရဲ့တောင်ဘက်စာဘုတောင်ငကဘွက်တောင်ဟုခေါ်တွင်သော တောင်ကျုံလို့ဖြင့်ခြံရံသောကီလာတပယခုစကရိန်ရဲ့တောင်ထိပ်သို့ဆင်းသက်တော်မူခဲ့ပါလေ။ ရှေးရှေးနောင်တော်ဖျားရှင်တို့ဤကေလာတဖတောင်းခွင်းတို့ကြွားတော်မူလေးလေးတရားမင်းသည်တလုံးတော်ကိုလူမြဲဖြစ်၍ယခုဘောရမဖျားရှင်ကြွားလာသောအခါတွင်လည်းတရားမင်းသည်ဖျားရှင်အားမြသားအတီပြီးသောမြသလုံးတော်နှင့်မြသပိတ်တော်ကိုဆက်ကလူလန်းခဲ့ပါလေမြမမင်းကလည်းထီးပြီးတော့ဖြင့်မိုး၍ပူဇော်စည်းကပ်လာပါလေတော်ဝင်ရှင်ရှိနာပေါင်းလို့လေလာရောက်ပူဇော်တက်ကာရပြုကြပါလေမြတ်စွာဘုရားသခင်သည်ခေလာတဖတောင်းတော်သို့ရောက်ရှိနေကြောင်းကို ဧရာဝီမြေရဲ့အရှေ့ဘက်ကတောအုပ်တစ်ခုမှာနေထိုင်ကြတဲ့ဘောဒောဘောကျော်ဘောသူရဘောရတာရက္ခပါကီရက္ခဓာလီအမည်ရှိသောဘလူးညီကိုမောင်နှမ6ယောက်တို့အထဲမှာနှမနှစ်ယောက်တို့ဟာအတိမပေးမပြောချဘဲ၄ယောက်သောညီနောင်ရင်းဘလူးမင်းတို့သည်ယေရှုသံဃာတည်သည့်များကိုစုခု၍တရားသခင်ထံလာရောက်ပြီးဘေးသစ္စာအမှန်ဆက်ကလူဒန်းပူဇော်ကြပါလေ။မြတ်စွာဘုရားသခင်သည်ဗကြားမင်းလူဒန်းသောညသလုံးတော်နှင့်ညသမိတ်တော်တို့ကိုအလူခံပြီးနောက် ဘလူညီတော်တို့အားပါဏတိပါတာမကရဟုဒေတာနကမအစဉ်ဖြင့်တွင်တင်ဆုံးမတော်မူရာတွင်ဓမ္မဝိသမယတရားရကြလေကုန်၏။ညဆောဘုရားသခင်သည်ကေလာတဖတောင်တွင်ကိမ့်ဆက်တဲခိုးတော်မူ၌၎င်းတောင်ရဲ့အနောက်ဘက်ရင်းရုံးမှာတောင်내မြောက်သွေတန်းလျက်ရှိတဲ့တောင်ပေါ်မှာဈင်းကြံလျှောက်တော်မူခဲ့သဖြင့်၎င်းဈင်းကြံလျှောက်တော်တောင်ကိုဈင်းကြံတောင်ဟုခေါ်ဝေါ်သမုတ်ကြပါလေ။ဈင်းကြံတောင်ရဲ့တောင်ဘက်မှာရှိတဲ့ဘုရားသခင်သည်ကိုလက်တန်းစဉ်ဧတပ်ပဲပြီး၍ သင်္ကန်းတော်ကိုလျှော်ဖို့၆သိအောင်နေလန်းခဲ့ပြီးဒိတ်ကျင်တော်မူသောတောင်ဖြစ်၍၎င်းတောင်ကိုသင်္ကန်းလိပ်တော်လိပ်တော်ဟုခေါ်ဝေါ်သမှုကြပါလေမြတ်စွာဘုရားသခင်သည်ကေလာသဘတောင်ထိပ်ပင်အကြမ်းမင်းဆက်ကလူရန်နှင့်မြာသားသလုံးတော်ပေါ်၌ဖလားသမဘတ်ကိုဝန်စားလျက်ချိန်ဆက်တော်မူပါလေဤကေလာသဘတောင်သည်အဝိဇ္ဇဟိတဌာနဖြစ်၍ဘုရားရှင်တို့မစွန်ပေအပ်သောနေရာဖြစ်သောကြောင့်အဆူဆူသောဘုရားရှင်တို့ကြွားရောက်ချိန်ဆက်တော်မူသည်ကိုအကြောင်းပြု၍ ဆက်ကရင်တဲတောင်းကိုခေါ်ပေါ်ကြပါလေမြတ်စွာဘုရားသခင်သည်ကေလာသမတောင်ထိပ်တွင်ဂိမ်းဆက်ပြီးနည်းနည်းမိုးတော့ရောက်၍တောင်းထိပ်ပြီးဇေဒဝန်ကျောင်းတော်သို့ပြန်လည်ကြွားမြည်ပြုစဉ်ဘလူးညီနောင်တို့သည်ဘုရားသခင်အားအေရီမြင့်အရှိမဲ့ကမ်းသို့ကြွားမြန်းတော်မူရန်လျှောက်ထားကြပါလေဘုရားသခင်သည်ရှေးနောင်တို့ဘုရားများကြွားရိုးထုံနှံစင်လာ မရှိသဖြင့်ကြွားအောင်တော်မမူလိုကြောင်းမိန့်တော်မူပါလေထို့အခါဘလူးညီနောင်တို့က ဒေါဂုတ်တရားအကျိုးငါအစဉ်ကိုဝင်နိုင်ကြပါစေယံပူဇာတော်တို့ပေးသနာတော်မူပါကထမှန်လျှောက်ထားပေးသနာတော်မူပြီးနေငါကိန့်ဆက်တော်မူသောကေလာတဖဒေတာနှင့်မြတ်တော်တရားနတ်ရုတ်တမဒေတာတို့တွင်နောင်သောအခါသာသနာပွင့်လင်း၍စီကားပြီးနာဂရမျိုးကြီးများဖြစ်လက်တဲ့ယာရီစကားဖြေချတော်မူခဲ့ပါလေမြတ်စွာဘုရားရဲ့ကိုစားတော်မြတ်တော်တော်ကို ရကြ၍အလုံးဝန်တာကြသဖြင့်ညီငယ်ဘောသူရနှင့် ဗောရတာနှစ်ယောက်တို့အားမြေရှိဘက်ကိုလေဦးအရင်ပြန်စီပြီး၎င်းတို့နေရာဒေသတွင်ကြိုတင်၍မြသရုံတော်အတွက်အစီအစဉ်များပြုလုပ်ထားရန်ဆေးလွှတ်လိုက်ပါသည်ဘောသောဘောကျော်တို့ညီနောင်နှုတ်ကမြသရုံတော်ကိုပြင်ဆောင်ပြီးကေလာတပတောင်ပေါ်မှဆင်းကြပါသည်အီယာရီမြစ်ကိုဖြတ်မကူးမီမြသရုံတော်ကိုကေလာတပတောင်ရဲ့မြေကန်းနှစ်ဖူးမှချထား၍တဲ့ကာရပြူပြီးမှအီယာရီမြစ်ကိုဖြတ်ပြီးအရှိဘက်ကန်း၎င်းတို့နေထိုင်ရာဒေသသို့ ပင့်ဆောင်သွားပါတယ်။မြတ်စွာဘုရားသခင်ကိုယ်တော်ကိုကြွာမြန်းတဲ့ကိုကိန့်ဆက်မှုသော နေရာဌာနကိလသဖတောင်ပေါ်မှာနောင်လာနောင်သားညာရှင်လူများလူချီညိုကူးမြော်နိုင်ကြစေရန်၎င်းအထိတ်မှပြေ၎င်းတရားမင်းကိုယ်တိုင်ဇီးတဆူတည်ထားခဲ့ပါတယ်။မြတ်စွာဘုရားသခင်တို့ကိန့်ဆက်တော်မူမြဲဖြစ်တဲ့နေရာတောင်ချိတ်မှာဘုရားသခင်တဲကိုကိန့်ဆက်တဲ့ကဲကြောင်မန္တကိုထိုစကရင်တဲတောင်၌ဓာပနာပြီးဇီးတသဖြင့်ရှင်မင်းစကရင်တဲဇီးတကို ဖော်ပြပါလေ။ဘောသောဘောကျော်ဘလူညီနောင်တို့ညတော်တော်ကိုမြေကမ်းသားတွင်ချ၍တက်ကာရပြုသည့်နေရာတွင်လည်းဇေဒီတဆူတည်ထားခြင်းပြုပါလေ။၎င်းဇေဒီကိုတလုံးချစီသည်ဟုဖော်ပြပါလေ။ရသော်ဘုရားသခင်ညသပိတ်တော်ကိုမြစ်တွင်ခြာမျိုးစီနေရာ၌လေဇီးဒီတဆူတည်ထားခြင်းပြုပြီးလျှင်ညသပိတ်မျိုးစီသည်ဟုအမည်ပေးခဲ့ပါသည်။အဲနောက်ရသော်ဘုရားသခင်သည် ရှင်းတော်တော်ဘုရားများ၏ ယူမြဲတန်းထွားဓမ္မရာအတိုင်းကြီးစုဆင်းတော်မူပြီးတရားဝိနည်းအများတို့အားတနာတော်မူသည်ဖြင့်တရားမင်းလူရန်အပ်သောမြတ်သမီးတော်ကိုအရာရီမြေပြင်ချ၍ရည်မျောတော်မူပါလေ။ညစွာဖျားခင်ရည်တွင်ချရည်မျောလိုက်သောမြတ်သမီးတော်သည်မြေချောင်းအတိုင်းမျောပါသွားရာမလွန်အရရောက်သောအခါဆယ်ယူကြပြီးဌာပနာချဇီရီတည်ထားခြင်းကြောင့်၎င်းဇီရီကိုမြတ်သမီးဇီရီတော်ကိုပေါ်တွင်ကြပါလေ။ ဘောသောဘောကျော်ဂလူညီနောင်တို့ဦးသည်တရားရည်မြစ်ကိုဖျက်ပြီးမိမိတို့နေထိုင်ရန်ဒေသသို့တလုံးတော်ကိုပြေဆောင်ပြီးပြီနောက်အမှတ်မဲ့ဌာပနာ၍ဇေဒီတိသာကိုးဝယ်ကြပါသည်။ဒါကြမင်းသည်ဖျားသခင်ဗျာဒိတ်တော်နှင့်အညီဇေဒီတရားအရမဟုတ်သောကြောင့်ဘလူးတို့တိသာအသောဇေဒီမြတ်ကိုကိုယ်တိုင်ဖြုတ်ပြက်ပြီးမှဒေဝဆက်ကူဒေဝခန္ဓာဟုခေါ်ကြသောယတိသုံးဦးတို့ကြောင်းလို့တလုံးတော်ကိုပြေဆောင်ထားပါသည်။တနည်းသောအခါယတိသုံးဦးတို့လည်း ညာသားတလုံးတော်ကိုဌာပနာပြု၍ဇေဒီတိသာပူဇော်ရန်စီမံနေစဉ်တရားမင်းလာ၍ယသိတို့အားလျှောက်ထားသည်မှာတလုံးတော်ကိုပြည့်ဆောင်သူဘလူးလေးဦးအနေအကိုနှစ်ဦးဘောတော်ဘောကျော်ဤလူဘွားပြောင်းကူး၍လူသားအဖြစ်ရောက်ခါမှဇေဒီတိသာရန်တင့်လျော်ပါသည်ဟုလျှောက်ထားပြန်သွားခဲ့ပါသည်အဲ့နောက်သူဘောကအမည်ရှိသောတထေးကြီးသည်မိမိဆရာရင်ယသိတို့ထံချင်းကပ်၍ ဇေဒီတီရဗာမိအကြောင်းအချင်းချင်းရှောက်ထားပါတော့လေဤသားတွင်မရပါဘူးသလုံးတော်ကိုပြဆောင်သူဘောတော်ဘောကျော်နှစ်ယောက်တို့သည်ရွန်းပေါခန္ဓာကြရရွာမှမရုတ်သားစေလူပင်ဖြစ်၍အနှင့်ရှေးချရှိနေပြီထိုသူတို့နှင့်သာမဘာအကျိုးလူရအောင်ဇေရောဒိုင်ကခံလေတော်ဟုမိန့်တော်မူပါလေဒုက္ခတရေကြီးမှာဘောတော်ဘောကျော်ဘလူဘွားမှာကုလာရသူများကိုရှားပွေစုံစမ်းနေတော်လေမတွေ့ရှိခဲ့ရပါဘူး တနေ့မှာတော့ရုပ်ရှင်အင်ကဉာဏ်ပညာနဲ့ပြည့်စုံတဲ့ပုံနာဝရီအမည်ရှိတဲ့တထေးကြီးရဲ့သမီးလေးထိုးမအီမထောက်လမ်းမင်းမြန်စုံစမ်းစေခရဆော်ခဲအီမတညအီပြန်လာတလွန်တော်ကစီမြတ်ဒီယာမီအရတ်သူချင်းကဘူဇော်မိလျင်တလွန်တော်ကိုပြင့်ဆောင်လာသူဤစာနဲ့ပန်းကုန်းကိုတွေ့ပါစေသားဟုအဋ္ဌိဌာန်ရှိပြီးမှစာနဲ့ပန်းကုန်းကို လက်ရရစ်ခွေခြာထားခဲ့ပါတယ်။ဘောတော်ဘောကျော်ထိခဲ့မှုတွေလူညင်အောင်နှစ်ယောက်တို့လည်းနရုတ်တမတောင်တလွန်တော်မြတ်ဒီဟာရက်တို့ရောက်ကြရာစားနေပန်းကုန်းကို အကိုရရွေဘုံနာဝတီတထေးသမီးတွေတကွာအဖတထေးကြီးထံသွားကြရေအကြောင်းစုံပြောကြရာ သူ့ဘောကတထေးကြီးမှလည်းဝုံမြောက်ဝန်းသာဆရာရသိတို့နဲ့တိုင်ပင်ပြီးလျင်ညီငယ်အားရွှေနာဝုန်တည်င်းဝင်နာဝုန်တည်င်းပြေး၍လွတ်ပြီးတော့အကိုကိုပုံနာဝတီနဲ့ထိမ်းမြ၍မကြမီမြတ်တော်စီရော

တဏ္ဍာကိစ္စသတင်းသုံးတော်မူပြီးနောက်တောက်ထီပြည်ဇေရဝံကျောင်းတော်သို့ပြန်ကြွတော်မူရာယောနကတိုင်းနမရာမြေအတွင်းသွာလာနေထိုင်ချက်စားလျက်ရှိသော နမရာနဂါမင်းသည်နဂါပြည်သို့ပင်ဆောင်လျာနဂါများစွာသရဝါတို့အားတရားရည်အမြိုက်ဆေးကိုတိုက်ကျွေးတော်မူပါလေ။နဂါပြည်မှပြန်ကြွခဲ့ရာနမရာမြေယခုခေါ်မန်းချောင်းသို့ရောက်တော်မူသောအခါ နမရနဂါမင်းသည်မြတ်စွာဘုရားသခင်အားငါးပါးသောရှိခိုးခြင်းတို့ဖြင့်ယိုသေးစွာရှိခိုးလျက်ဘုံတော်ကြီးမြတ်လာတော်မူသောမြတ်စွာဘုရားတပည့်တော်အားတနာတော်မူပါသဖြင့်ကိုးကွယ်စည်းကပ်မပြတ်ဘူးသောရာတစုံတရာကိုကိုရောမြတ်ကိုစားပေးသနာတော်မူပါဗျာဟုလျှောက်ထားတောင်းပန်ပါလေမြတ်စွာဘုရားသခင်သည်တောင်းပန်သူနဂါရာဇာနှင့်တကွများလာသောတရဝဝိနည်းရတို့ တရာယူချိုးလက်ဆုံမိုးလျက်ညံ့နိုးယရနာကိုးဝေရာဖြစ်ပါသည်ဟုမဟာကရုဏာညံယဉ်တန်တော်မူသည်ဖြင့်နမရာမြင့်အနောက်ဘက်ကန်းသေးမြချောက်ဖြာပေါ်မှာတရရှိကွယ်ဆက်လက်ခဏတော်နှင့် ပြည်စုံတော်မူသော ခြေတော်ရာဝဲဘက်တော်ကိုခြားရတော်မူခဲ့ပါသည်ဖြင့်ယခုတိုင်အောက်ဆက်တော်ရာဟုထင်ရှားစွာတည်ရှိတော်မူပါသည်တို့မတဖန်ဘုရားရှင်ကိုရောမြတ်သည်တစ္ဆာဘာနာတောင်းခေါ်မကုလတောင်းထိပ်သို့ကြွမြန်းတော်မူပြန်၍တစ္ဆာဘာနာမထေရ ဤတို့မိမာတော်မူသည်မှာခြေသားတစ္ဆာဘာနာရှိရှိအခါဤနေရာတွင်သင်ဟာနီးပြလွဲဓမ္မကြောင့်သင်ပြတဲ့အတိုင်းဝါရဆိုင်ကတရဝါတို့မိစာပေါ်၏နီးမှန်ကွေး၍အပေလေးပါတကားအသင်ဖွင့်မိကြပြီတို့အတွက်ကြောင့်အရှိဟောကြားတရားမဟုတ်မိစာငုတ်ကိုသင်လှုပ်ယူကားတရဝါအားနတ်ရွာနိဗ္ဗာန်သုံးနံချမ်းသာလမ်းမဟာကိုကောင်းစွာပြသည့်သင်နေရည်ဟုမိန့်တော်မူပါသည် ဤသို့ဘုရားရှင်မိန့်တော်မူသောအခါတစ္ဆာဘာနာမထေသည်ရှ िख ိုးပူဇော်လျက်ဘုံတော်ကြီးမြတ်လာစွာသောမြတ်စွာဘုရားကြွားတော်မူရာလိုက်ပါတော်မူဟုစိတ်ကကြီးလေဒီနေရာဒီဌာနနေရမည်ဟုမိန့်တော်ချာညာတပည့်တော်အားတနာတော်မူပါသဖြင့်နေညာမပြတ်စီကကိုဝေရာဘုရားသခင်၏ကိုစားတစုံတရာပေးသနာတော်မူပါဗျာဟုလျှောက်ထားတောင်းပန်တော်မူပါလေမြတ်စွာဘုရားသခင်သည်တစ္ဆာဘာနာမထေ၏လျှောက်ထားတောင်းပန်မှုကြောင့်နဗရာမြစ်ခေါ်မန်းချောင်း၏အရှိပဲ တစ္ဆာဘာနာတောင်းထေးညကြောက်ဘောသူတရရှိကွယ်ဆက်လက်ခနာတော်နှင့်ပြည်စုံတော်မူသောခြေတော်ရာ ဝဲဘက်တော်ကိုခြားရတော်မူခဲ့ပါသဖြင့်ယခုတိုင်အထက်ဆက်တော်ရာဟုထင်ရှားစွာတည်ရှိနေတော်မူပါသည်။မြတ်စွာဘုရားသခင်သည်ဤသို့ခြေတော်ရာနှင့်ဆုခြားတော်မူပြီးသည့်နောက်ရင်းမြန်900ဖြင့်တာဝတိပြီးဇေဒဝန်ကျောင်းတော်သို့ပြန်လည်ကြွမြန်းတော်မူခဲ့ပါသည်။တကယ်တရား၅ခု တာဝန်တော်2240ပြည့်နှစ်မောင်ရဏမြစ်လက်ထက်မှာလေကိုင်းမြို့မှာရှင်သူရမစာကြီးပုဂ္ဂိုလ်သည်အထက်ချီတော်ရာကိုကြောက်ဆုံးဖျားတွင်ရှိသဖြင့်နောက်အခါတွင်လေပြင်းမုန်တိုင်းများ၏အာဏာကတကြောင်းဖျားဘူးလားရဟန်းရှင်လူတို့စိတ်ကပူဇော်ရာတွင် နေရာချင်းသဖြင့်လိမ့်ကြသေးကြီးပြက်စီးသည်ကတကြောင်းဤเจ้าနှစ်ခုကြောင့်ချီတော်ရာကိုကျယ်ဝန်းလာသည်တောင်လေတို့ရွှေပြောင်းမီဟုကြောက်ကိုစစ်ဖြတ်၍၆ပေါင်ဆက်နှင့် လူပေါင်း၄၀၀ခန့်အပြင်းဆွဲငင်ကြရာ ခြေတော်ရာသီတထွားနှင့်ရှစ်တိခန့်ပဲ့ပြက်ကတောင်းလေတို့ပါလာ၏အရှင်သူဓမ္မစာကြီးလဲဆက်ကုနှစ်ပဲ့ွယ်ခဲ့ရရှာပါသည်ဒုကာမဏိပဝရတေရာဒီဝမြည်တော်တောင်းဆောင်တာလာ၍ဆက်ကုနှစ်ပဲ့တဖန်ပြန်၏မြင်လို့လျင်မူရင်းချာရတော်မူသည့်အတိုင်းပွဲပြသည့်ခြေတော်ရာအစိတ်တို့ကိုခိုင်ခံ့မြဲမြံစွာစိုက်ရထားပြီးမူရင်းချာရသည့်နေရာတွင်ကွဲပြားသည့်ခြေတော်ရာအစိတ်တို့ကိုမူလခြားသည့်ပုံစံအတိုင်းခိုင်ခံ့မြဲမြံစွာစိုက်ရိုက်ထားပြီး ညာတော်ရှိတော်အနံ၄၆ပြည့်ရှိသောဇေဒီကိုငုံ၏တေနောက်ထပ်တန်စင်ကောင်းမြတ်သောခြေတော်ရာအတိတ်ထူ၏တောင်းလေတွင်ထားသည့်အခါမျက်စီတပန်းပြန်မြင်ရလတန်းဟုပြောကြသွားပါလေရှင်သူတို့မှာစာကြီးလဲလေခိုင်းမျိုးရှိနမအရင်မေဝထန်းတို့အကြောင်းကြားပြီးနေရင်တောင်စနာဆိုသည့်အတိုင်းခြေတော်ရာကိုဇေဒီငုံ၏တည်ထားပူဇော်ပါလေခြေတော်ရာဘဝတစုကိုလည်းပူဇော်ခဲ့ပါလေ ို့သောဇေရီတီးပြီးသောအခါရေဆက်သွင်း၏အမျှပေးယူသောတခဏမှာပင်ရှင်သူရမစာဤသည်ဆက်ကုနေအလင်းပြန်ရခဲ့ပါလေအခုအခါအထက်ခြေတော်ရာကုန်းငုံ၏တီထားကိုယ်ပဲဇေရီကိုပရမစီဟုခေါ်တွင်ကြပါလေထို့သောပရမဇေရီတီးရာတွင်အလင်းတစော ကောင်းမြတ်သောစိတ်သောဖြင့်ပြုလုပ်ကြသောအခါဆက်တော်ရာဖဏောင်ပိုင်းမှာအစနာများမေးရောကြံစီဒီကိုဒုတိယထပ်မှန်း၍ဌာပနာပြီးဇေဒီတစုတည်ထားတော်မူရာ ဒုတိယစီဟုယနေ့တိုင်ရှင်ညုံမှုပြုကြရပါလိမ့်ဗုဒ္ဓမြတ်စွာခြေတော်ရာနှစုကိုလာရောက်ပူမြော်ကြသောဓမ္မမိတ်ဆွေတို့တော်ကောင်းပေါင်းတို့အားစိတ်ရင်းချမ်းမြေစွာဖြင့်ကြည်လင်အင်းမြသောမန်းကြောင်ရည်လေးချိုးကစိတ်ချလုံးလုံးစွာတဲခုန်နိုင်ပြီးစိတ်တိုင်းရာမိမိနှစ်သက်ရာမှာယူစားတော့နိုင်၍နံပါတ်ဆက်သွယ်မှုလုံးလုံးချောမှုစွာဖြင့်လာရောက်ပူမြော်နိုင်ရန်ဘဲဆုံတော့ဆုံပြေဆုံစွာဂေါပကအဖွဲ့ကစီမံဆောင်ရွက်ထားပါကြောင်းပူဇော်အပ်ပြီး 定价吧，怎么样？<music>